။ကားနဲ့လာမယ်ဆိုရင်လေကားလမ်းကဟိုကနေတက်လာတယ်ဗျာနော်။ယူနီယံမှာတော်တော်တက်ပြတယ်နော်။ဘုရားကတော့အဲ့လိုမျိုးလေးရှိပါတယ်ဗျာနော်။ဒီနေ့နည်းနည်းလေးနေထိုးတာဖြစ်ပါတယ်။ ကဲကျွန်တော်မိတ်ဆွေတို့အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဖျားဖြူခေါ်တော့ပို့มาဖြစ်ပါတယ်ဒီဖျားဟာဆိုရင်အဖြူရောင်နဲ့လောက်ထားတဲ့ဇေဒီတစုရှိပါတယ်ဗျာနော်ဒီဇေဒီကတော့တော်တော်လေးကိုနာမည်ကြီးတဲ့ဇေဒီဖြူကြီးဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့အကြောင်းဝင်းဖြစ်တယ်ဗျာနော်အာဇေဒီကတော့ဟိုတောင်ပေါ်မှာရှိတယ်ဘုမ္မဇေဒီကတော့တွေ့ရတာမသိရတွေ့ရတာမသိဘူးပြန်တော့ဇေဒီကဟိုတောင်ပေါ်မှာရှိနေတယ်နော် အဲ့ဒီဒီရှိတဲ့နေရာကိုကျွန်တော်မဆီလို့ကျွန်တော်ခေါ်တာခုမှဖြစ်ပါတယ်ဒါကတော့ဒီရဲ့ကြောင်ဝင်းပေါ့ဗျာနော်အဲ့လိုလေးရှိပါတယ်ဗျဒီနေ့ကတော့တပေါင်းလာပြည့်နေ့ဖြစ်ပါတယ်ဗျာနော်ဒီနေ့ကျွန်တော်မဆီလို့ကိုတောင်ပေါ်မှာရှိတဲ့ဇီဒီပီတရှိကိုကျွန်တော်ခေါ်တာခုမှဖြစ်ပါတယ်တကယ်လို့ကျွန်တော်ရဲ့မဆီတို့ကကားနဲ့တက်သွားမယ်ဆိုရင်လည်းတက်လို့ရပါတယ်ဗျာနော်ကားခါကတော့50ပဲကုန်ပါတယ်ဗျာတကယ်လို့ကားနဲ့မတက်ချင်ဘူးလမ်းလျှောက်တက်မယ်ဆိုရင်လည်းလမ်းလျှောက်တက်မဲ့ဇောင်းတန်းလည်းရှိပါတယ်ဗျာနော်ဒီခရီးဟာဆိုရင် ဒါကတော့ဒီဖះကိုတက်လာတဲ့လမ်းလေးဖြစ်ပါတယ်ဗျာနော်။သူများချန်ဖះနေဖြတ်ပြီးတော့လောက်ထားတာဒီလမ်းက။ဒီဖះကိုကျွန်တော်တို့လမ်းမရှောင်းတက်နိုင်ဘူး။ကားနဲ့လာမယ်ဆိုရင်လည်းကားလက်မဝယ်လိုက်ပေါ့နော်40ပဲပေးရတယ်ဗျာ။ကျွန်တော်တို့ကုတူလောက်တဲ့အနေနဲ့လည်းဖြစ်သွားတာပေါ့။ကားတက်တာကတော့တလမ်းဗျာ။လူတက်တာကတော့တလမ်း။အဲ့မှာကားညီဂိတ်ရှိတာပေါ့နော်။ဇမတ်ဖြတ်ပေးတာနဲ့ရောကားညီဈေးပြီးတော့ဟိုးဖះပေါ်ထိတော့ပို့ပေးတယ်ဗျာ။အစင်းမှဆိုရင်လည်းကိုကြိုက်တဲ့ကားနဲ့ကိုဆင်းလို့ရပါတယ်ဗျာနော်။ ဖယားပေါ်မှာရောက်တော့မယ်ဆိုရင်ဒီလိုမျိုးဖနှန်းချွတ်တဲ့နေရာလေးလောက်ထားပေးတယ်ဗျတော့နဲ့ပါနဲ့ရှယ်ပဲနော်ဒီမှာအဲလိုမျိုးလေးလေးအိုးဝါရှင်းမြင့်နေတယ်ဒီဖယားဟိုးဒါမြန်မာပြည်နဲ့တအားကန့်ညီတယ်နော်ဖနှန်းပြောက်မှာကြောက်တူတော့နဲ့တူတက်ပြီဗျကိုင်းနဲ့စီတက်တယ်လည်းတမျိုးကောင်းတယ်အဲလိုမျိုးလေးတွေရှိတယ်ဒီမှာလက်တက်မဲ့လမ်းလေးရှိတယ်။ကဲကျွန်တော်တို့ကိုရမြောက်ဘရင်ရုပ်ထုလောက်ထားပြီးတဲ့နေရာကနေစတက်မယ်။ဒါကျွန်တော်တို့ဘရင်အဖွာရှိတဲ့နေရာကနေပြီးတော့ဘရင်အမေပါ မရင်အမေရှိတဲ့နေရာကနေပြီးတော့ကျွန်တော်တို့ဒီဘက်တက်လာမယ်။အဲလိုမျိုးလန်လေးလောက်ထားပြီးတော့ဘူး။ဘုကျင်ကတော့ဒါလာနေ။ဦးစင်ပြစ်သွားတယ်ဟိုစားလေ။ရောက်လာပြီဗျာ။ဟာတော့အပေါ်မှာအဲလိုမျိုးလေးရှိတယ်ဗျာ။ဖခင်ကအရင်ဟိုမဆူကြီးတယ်ဗျာ။ကြယ်ကျွန်တော်တို့ဖခင်ရင်ပြင်ပေါ်မှာရောက်လာပြီဆိုရင်ဒီအောက်ထဲမှာဝင်တော့ကြည့်မယ်နော်။ဖခင်ရဲ့စီဒီရဲ့အောက်မှာလေ။ဘုံကြီးဆုံးမဖုံးရနေဘူး။ဖို့မတည်းလား။ဘုံကြီးဆုံးဖုံးနေနေရတယ်။စပွဲတော့တော်တော်လုံးလောက်ထားတယ်။ ဒါဇီဒီရဲ့အောက်ထပ်မှာဘောနော်အောက်မှာဆိုရင်ဒီလိုမျိုးရှိတယ်ဗျာဇီဒီရဲ့အောက်မှာဘောနော်တန်းကိုတက်ပြပါလိမ့်ဗျာ။အိုးဦးစင်းတွေများလားမများလားကြီးလိုက်ဒီမှာဇွန်ဝိုင်းကဟိုခုနကျွန်တော်ပြန်လိုက်တာဒီဖက်ထီရောက်လာတာတော့ဇွန်ဝိုင်းတွေကျွန်တော်တို့ကားနဲ့လာမယ်ဆိုရင်လေကားလမ်းကဟိုကနေတက်လာတယ်ဗျာနော်။ဟုတ်ကဲ့လားကားကဟိုမှာပဲရပ်ထားတယ်အောက်မှာရပ်ထားပြီးတော့ဒီမှာလမ်းလျှောက်တက်လာယူနီယံမှာတော်တော်တက်ပြတယ်နော်တော်တော်လာတယ်ဗျာ။ဒီမှာဆိုရင်ဖယားကိုကတ်လူဖို့အတွက်ပန်ရောင်းတဲ့နေရာတွေရှိမယ်။ပြီးရင်ဘလူကိုတန်းလို့ဖို့အတွက်ကရော့ပွဲတွေကတ်လူတဲ့နေရာတွေရှိမယ်ပေါ့နော်ဒီဘက်မှာဆိုရင် ဲ့လိုလေးတွေရှိတယ်ဗျဒီပေါ်မှာဆိုရင်မျက်ခင်းလေးတွေနဲ့လှုပ်ထားပေးတယ် ဒါကတော့ဟိုးအရင်တုန်းကညွန်ယိုးရရဲ့ပုံပေါ့နော်ဒါဒီလိုမျိုးပုံလေးတွေရှိပါတယ်ဗျာနော်ခရကတော့အဲ့လိုမျိုးလေးရှိပါတယ်ဗျာနော်ဒီနေ့နည်းနည်းလေးနေထိုးတာဖြစ်ပါတယ်နည်းနည်းလေးတော့တိခတ်ပြီးတော့ကြည့်ပြပါလို့မြစ်တရက်ခန့်ချမှတ်တယ်ဗျာကျွန်တော်တို့အောက်မှာလဲကတော့ပွဲလူလို့ရတယ်လို့အပေါ်မှာလဲကတော့ပွဲလူလို့ရတယ်ဗျာနော်အပေါ်ဆုံးထပ်မှာပေါ့နော်အပေါ်ဆုံးထပ်မှာနေပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုရိုက်ပြနေတာဖြစ်ပါတယ်ဗျာနော်အထဲထဲမှာတော့ဝင်လို့မရဘူးဗျာဘာဖြစ်လို့လဲဆိုတော့အလူလောက်တဲ့လူတွေများတယ်နော်ဒီတရုတ်ဖုန်ကြီးရောထိုင်းဖုန်ကြီးရောရှိတယ်ဗျာဒီနေ့ကအောက်ထပ်လေးကိုနည်းနည်းလေးဆင်းလာတာပေါ့ဗျာဒီလိုအောက်ထပ်မှာ ဆိုရင်တပ်ပုံကျန်နေတဲ့လူတွေအတွက်တပ်ပုံလေးပါလေးရိုက်လို့ရတယ်ပေါ့နော်။ဖခင်ကဆူတာကြည့်တော့လေဖခင်တဆူလုံးရိုက်ပြဖို့ကတော့မဖြစ်နိုင်တော့ဘူးဗျ။ရတဲ့ဟာလေးပဲရိုက်ပြမှာဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ကားနဲ့လာမယ်ဆိုရင်ဒီနေရာနောက်ဆုံးကားရက်တဲ့နေရာပေါ့နော်ပြီးရင်ကျွန်တော်ဒီလမ်းအတိုင်းလမ်းရှောက်ပြီးတော့တက်သွားရမှာဖြစ်ပါတယ်ဒီလိုမျိုးလမ်းဘေးမှာတွေးထားတဲ့နေရာတွေကတော့တကားရုပ်ထုလုပ်မဲ့နေရာလေးဖြစ်ပါတယ် ဒါတော့ချီကျင်နဲ့တက်လာမယ်ဆိုရင်တလန်းကားနဲ့တက်လာမယ်ဆိုရင်ဒီလမ်းနဲ့တက်လာလို့ရပါတယ်ဗျာနော်အစင်းလမ်းကိုကျွန်တော်ရပ်ပြပေးတာဖြစ်တယ်ဗျာနော်ကျွန်တော်တက်လာတာအတလန်းစင်းတာတလန်းပေါ့နော်ဒါနေရာတော်တော်ကျင်းတယ်ဗျာကားလဲဖို့တော့မှတော်တော်ခက်တဲ့နေရာလေးပေါ့နော်လမ်းလျှောက်တက်တဲ့လူတွေလည်းရှိတယ်ဗျာကားနဲ့တက်တဲ့လူတွေလည်းရှိတယ်ကားလက်မှတ်ဝယ်ပြီးကားနဲ့တက်မယ်ဆိုရင်လည်း40ပဲကုန်ပါတယ်ဗျာနော်လမ်းလျှောက်တက်တဲ့လူတွေလည်းတော်တော်လေးကိုများပါတယ်ဗျာနော်